ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဝေးလံလာတဲ့ရွာလေးတရွာမှာတော့စူရဲဆိုတဲ့ဆင်းရဲသားတဦးရှိပြီးသူဟာဇနီးဖြစ်သူဆူရှိလား။ဆယ်နှစ်အရွယ်သားလေးပါဝင်နှုတ်နဲ့တူရှစ်အင်္ဂလီမာနေထိုင်ပါရယ်။စူရဲရှာအမြင်တဲ့ဘွားကိုစူးစမ်းရုံကန်နေရပြီးတနေ့လုံးမှတနေ့စာအလုသမားတရားဖြစ်တာကြောင့်တခါတရံမှာတော့စူရဲရှုစာဝတ်နေရေးအတွက် အတော်လေးကိုယုံကန်ရပါတယ်။တနေ့မှာတော့သူဟုအလုသမားကောင်းဆောင် BR ဥလေးကိုတခုခုပြောဆိုလိုက်ပါတယ်။ဥလေးကျွန်တော်တို့တွေကအလုကိုရေရှည်လုပ်ရမယ်လို့ထင်ထားတာ။ဒါပေမဲ့အလုကလည်းတပတ်ပဲကြာရဲဆိုဒီနေ့ကသတ္တမမြောင်းနေဆိုတော့အလုံးလုံးအခါတွေရကြတော့မယ်မလား။နတ်ဖန်ကြရင်လည်းအလုအစ်စ်ထက်ရှာရတော့မှလို့ပြောဆိုလိုက်ပါတယ်။ဘီဟာရီဥလေးကတော့တာလီဆူရက် ငါတို့အလုပ်သမားတွေရဲ့ဘွားကအမြဲတမ်းဒီလိုပဲလေနေတိုင်းအလုပ်ရှာနေတိုင်းပတ်စံရှာနေရတာလို့ပဲပြန်ပြောလိုက်ပါတယ်ညနေရောက်လာတဲ့အခါမှာတော့ဆူရက်နဲ့အလုပ်သမားတွေဟာ တပတ်စာလုပ်ပြီးအချိန်ပေးထားရတဲ့လုပ်အားခါတွေရကြပါတယ်ထို့အရာကြောင့်မင်းဆူရက်တယောက်ဟာပျော်ရှင်စွာနဲ့ပဲအင်ကိုပြန်လာပါတော့တယ်သူဟာသူ့ရဲ့ဇနီးကိုဆူရှိလာဒီနေ့ငါ့သားကိုအရန်ချစ်နေတယ်လို့ခံစားရတယ်လို့ပြောဆိုလိုက်ပါတယ်စနီးဖြစ်သူကတော့ ဟုတ်တယ်ခင်မွန်။ရှင်ကဒီနေ့လောအားခရလို့ပြောနေရဖြစ်မယ်လို့ပဲပြန်ပြောလိုက်ပါတယ်။ဟုတ်တယ်။ငါဒီနေ့လောအားခရလာခဲ့တယ်။ဒါပေမဲ့အခုအလုပ်ကလည်းပြီးသွားပြီလေ။ငါအနေနဲ့ရေရှိအလုပ်တစ်ခုခုရရင်တော့ငါတို့အိမ်လေးကိုပြင်ကိုပြင်ဆင်ရမယ်လို့ပြောဆိုလိုက်ပါတယ်။ဆူရှီလာကလည်းကျမလည်းတကယ်ချင်းတွေကအိမ်ပြင်ဖို့ပြောနေကြကြပြီ။အခြားသူတွေရဲ့အိမ်တွေအကုန်လုံးကကွန်ကရစ်အိမ်တွေဖြစ်ပြီးကျမတို့အိမ်လေးကပဲရှက်အိမ်လေးပဲဖြစ်နေရလေ။ မကြမိုးတရတော့မှဆိုတော့ကျမတို့ရဲ့အိမ်လေးကဘယ်ချိန်ပြိုကျမလဲမသိဘူးလို့ဆူရက်ရဲ့ဇနီးဟာပြောလိုက်ပါတယ်ဆူရက်ကတော့ဟုတ်တယ်ဆူရှိလားအဲ့ဒါကြောင့်ပဲငါလေးစိုးရိမ်နေရဒါကြောင့်လည်းငါတို့ရဲ့အိမ်လေးကိုပြန်ပြင်ဆောင်နိုင်ဖို့အတွက်ငါနေရောညာပါစူးစားပြီးအလုပ်လုပ်နေရလိမ့်နောက်တနေ့မနက်စောစောရောက်မှတော့အလုပ်သမားအများစုဟာနေရာတစ်ခုမှာအလုပ်ရှာဖို့အတွက်စုယုံနေကြပါတယ်အဲ့ဒီထဲမှာဆူရက်ဟာလည်းရေရှည်အလုပ်တစ်ခုရဖို့မျှော်လင့်ချက်နဲ့တူတူအလုပ်တစ်ခုကိုရှာနေပါတယ် ဒါပေမဲ့လည်းကောင်းသောအရာတစ်ခုမဖြစ်ခင်မှာဆိုရတဲ့အရာတစ်ခုကအရင်ဖြစ်တတ်တယ်လို့ဆိုကြသလိုပဲထိုအချိန်မှာပါမိုးရီအရန်သေးလာတာကြောင့်ဆူရက်တယောက်ဟာလည်းသူ့ရဲ့အိမ်အတွက်ဆူရင်လာပါတယ်သူဟာချက်ချင်းပဲအိမ်ကိုပြန်ပြေးလာပေမဲ့လည်းရောက်တဲ့အခါမှာတော့သူ့ရဲ့ရှင်အိမ်လေးတအိမ်လုံးဟာ ပြိုကျနေရကိုပဲတွေ့လာရပါတယ်တို့ရကြမယ်ဆူရှီလာနဲ့ပါဝင်တို့ဟာလည်းငိုကြေးနေကြပါတယ်။ပါဝင်ကတော့အဖေကျွန်တော်တို့အိမ်ပြိုကျသွားပြီ။ဒီလိုဖြစ်လာတော့ သားတို့ရဲ့လေနဲ့မိုးတံကနေအင်ကိုကယ်ဖို့စူးစမ်းခဲ့ကြပါတယ်။တိုင်းမဲ့သားတို့ရဲ့အင်လေးကိုမကယ်ဆင်နိုင်ခဲ့ဘူး။အခုတော့ကျွန်တော်တို့တွေဘယ်မှာနေရတော့မလဲလို့ငိုပြီးပြောနေပါတယ်။ဆူရှိလာဟာလည်းသူ့ရဲ့သားလေးကိုချီကဒီမိုးတွေထဲကနေပြီးတော့အင်ဘေးကဘူတာယုံကိုသွားကြရအောင်လို့သူ့ရဲ့ခင်မွန်းကိုပြောလိုက်ပါတယ်။ဆူရက်တယောက်ဟာလည်းသူ့ဇနီးနဲ့သားကိုခေါ်ပြီးမိုးခွနိုင်ဖို့အတွက်အင်ဘေးနားမှာရှိတဲ့ဘူတာယုံပလက်ဖောင်းမှာခေါ်လုံကြပါတယ်။ဆူရှိလာကတော့ ူတို့တွေဒီ platform မှာတော့နေခင်ဘက်နေလို့ရပါတယ်။ဒါပေမဲ့ညာဘက်ခြိုင်းရင်ဘယ်လိုလုပ်ကြမလဲလို့ပြောလိုက်ပါတယ်။ Suresh ကတော့ဆုရှိလာမင်းတို့နဲ့ရောက်ဒီမှာနေခဲ့အောင်ငါပတ်ဝန်းကျင်ကိုလိုက်ကြည့်ပြီးအခုညတောင်းလိုက်အောင်မယ်လို့ပြောပြီးထွက်ခွာလာပါတယ်။ဒီလိုမျိုးတဲ့ထန်စွာရွာသွန်းနေတဲ့မူရီထဲမှာ Suresh တယောက်ဟာအကူအညီရဖို့အတွက်ပဝင်ချင်းမှရှိတဲ့လူတွေကိုလိုက်ပြောပေမဲ့ဘသူမှသူကိုမကူညီကြပါဘူး။ရုတ်တရက်ဆိုသလို Suresh ဟာသူ့ရဲ့အဝေးတနေရာမှာ ယထာတဲဟောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်မဲသူဟာဇနီးနဲ့သားစီပြေးသွားပြီးဖာဝင်ဆူရှိလာငားနေလိုက်ခဲ့။ဒီနေရာရဲ့အရှိန်မှာယထာတဲဟောင်းတစ်စီးရှိရဲ့အိမ်နေရာကိုလူတွေကလည်းသွားလာလိမ့်မရှိဘူး။ငားတွေအိမ်မှာနေလို့ရတယ်လို့ပြောလိုက်ပါတယ်။အိမ်လုံးနဲ့ပဲသူတို့မိသားစုလေးဟာယထာတဲဟောင်းလေးထဲကိုရောက်သွားပါတယ်။ဆူရရှာမြေပြင်ပေါ်မှာဆောင်းတစ်ခုကိုခင်လိုက်ပြီးမင်းတို့တွေဒီမှာနားကြပါဒီနေရာကိုဘယ်သူမှလာမှာမဟုတ်ဘူး။ ငါကတော့ညနေချရင် ပြန်လာခဲ့မယ်လို့ပြောပြီးဆူရက်တယောက်ဟာအလုသွားရှာပါတယ်။တနေ့ကအလုလုပြီးညနေရောက်တော့ဆူရက်ရှာစားစရာတွေနဲ့အတူတူပဲယထာတွဲစီပြန်လာပါတော့တယ်။ဆူရှိလာတယောက်ဟာလေသူ့ရဲ့မိသားစုလေးအတွက်ထမင်းချက်ပြီးအလုံကိုကျွေးမွေးလိုက်ပါတယ်။ဆူရှိလာကတော့ဆူရက်ကျမတို့ဒီယထာတွဲထဲမှာဘလောက်ကြာကြာနေရမှာလဲ။တနေ့ကျရင်တော့ဒီနေရာကနေတယောက်ယောက်ကကျမတို့ကိုမောင်းထုတ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဆူရှိလာရင်အဲ့လာကြည့်လဲစိတ်ပူမနေပါနဲ့။ ဖျားသခင်ကငါတို့ပေါ်ဒုက္ခတွေအကြကြီးပေးမှာမဟုတ်ပါဘူး။မနေ့ကျရင်ငါအလုပ်သွားရအောင်မေးလို့ပြောလိုက်ပါတယ်။ဆူရှီလာနဲ့ပါဝင်တို့ဟာအိပ်ပြောသွားပေမဲ့ဆူရက်ကတော့အိတ်ချင်အောင်ဆောင်နေခဲ့ပါတယ်။သူသာသူ့ရဲ့အိမ်ပြူကျသွားပြီးရဲ့နောက်ဘာဆက်ဖြစ်မလဲဆိုတာကိုစိတ်ပူနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆူရက်ဟာသူ့တို့ရှီယာနေရကိုတခိုးတယောက်ပြေးလာတာကို တွေ့လိုက်ရပါတယ်။အနောက်ဘက်မှာရှိတဲ့လူအချို့ကလည်းတခိုးတခိုးအဲ့ဒီတခိုးကိုဖန်ချလို့အဟိကလိုက်လာကြပါတယ်။ တခိုးကတော့ဒီလူတွေငါ့နောက်ကိုလိုက်နေကြတာပဲငါရဲ့ပစ္စည်းတွေကိုဒီရထားတဲအောက်မှာဝတ်ထားလိုက်မယ်ဒီနေရာမှာကလူမရှိတဲ့အတွက်ဘယ်သူမှလည်းလာမှာမဟုတ်ဘူးမနှက်ချမှာပဲပြန်လာယူတော့မယ်ငါအဖမ်းခံရရင်တောင်ပစ္စည်းတွေကလုံချုံနေမယ်လို့ပြောနေပါတယ်တခိုးဟာသူ့ရဲ့အဝတ်ထုပ်ကိုရထားတဲအောက်မှာဝတ်ထားခဲ့ပြီးထွက်ပြေးသွားပါတယ်သူ့ရဲ့နောက်ကိုလိုက်လာတဲ့လူတွေကလည်းတခိုးပြေးသွားတဲ့နောက်ကိုပဲဆက်လိုက်သွားကြပါတယ်ဆူရက်တယောက်ကတော့ဖြစ်ပျက်သမျှအဖြစ်ပျက်အလုံးကိုမြင်လိုက်ရပါတယ် တခိုးဟာသူ့ရဲ့အဝတ်ထုပ်ကိုယထာတွဲအောင်မဝတ်ထားခဲ့ပြီးထွက်ပြေးသွားပါတယ်။သူ့ရဲ့နောက်ကိုလိုက်လာတဲ့လူတွေကလည်းတခိုးပြေးသွားတဲ့နောက်ကိုပဲဆက်လိုက်သွားကြပါတယ်။ဆူရက်တယောက်ကတော့အဖြစ်ပြက်အားလုံးကိုမြင်လိုက်ရပါတယ်။ဒီတခိုးဘာတွေဝတ်ထားတာလဲ။အဲ့နေရာကိုသွားကြည့်ရမယ်။ဆူရက်ရှာတခိုးဖွက်ထားတာဟာဘုံတွေများလားလို့တွေးပြီးအထုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါရွှေတွေအများကြီးကိုတွေ့လိုက်ရတယ်။ Oh my god ဒီထဲမှာရွှေတွေအများကြီးပါပဲလား။ ဒီရွှေတွေကိုဘေနကဖះအเจ้าကရွှေတွေပဲတခုကဖះအเจ้าကနေခိုးလာတာဖြစ်မယ်ဒီတခုကရွှေတွေပြင်ဖို့လာလိမ့်မယ်အဲ့ဒီမတိုင်ခင်တော့ငါအနေနဲ့ဒီရွှေတွေအလုံးကိုဖះအเจ้ามาပြန်ထားလိုက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အရင်ညမှာပဲဆိုရရှာတခိုးဖွက်ထားတဲ့ရွှေထုပ်ကိုယူသွားပြီးဖះအเจ้าစီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတခိုးကရောက်လာပြီးဟေ့အဲ့ဒီအထုပ်ကိုငါ့ကိုပေးလိုက်လို့ပြောပါတယ်။ဆိုရရှာကတော့တခိုးကိုမင်းဘယ်သူလဲလို့ပဲမေးမြန်းလိုက်ပါတယ်။ ။တခိုးကတော့ငါဘာလို့လဲဘာလဲဆိုရဲအဲ့ဟာတွေထားလိုက်တော့အဲ့ဒီအထုပ်ကငါဟာပဲ။ငါကအဲ့ဒီအထုပ်ကိုတရားထားတွဲအောက်မှာထားခဲ့တာ။အခုမင်းကအဲ့ဒါကိုခိုးပြီးပြင်းနေရလို့ပြောလိုက်ပါတယ်။ Suresh ကတော့တခိုးဟုတ်လားငါကတခိုးမဟုတ်ဘူးတခိုးကမင်းပဲ။မင်းကဖျားအကြောင်းကနေရွှေတွေခိုးယူလာတာငါသိတယ်။မမင်းကိုယူသွားခွင့်မပြုနိုင်ဘူးလို့ပြောလိုက်ပါတယ်။မင်းဖျားเจ้าကနေခိုးရတာမကြောက်ဘူးလားလို့မေးတော့တခိုးဟာ ဒီရွှေတွေကဖျားသခင်အတွက်ဘာမှအသုံးဝင်တာမဟုတ်ဘူးငါတို့လိုလူတွေအတွက်ပဲအသုံးဝင်တာငါလိုအဲ့လိုငါယူခဲ့တာဖျားเจ้าကနေယူတာကိုခိုးရလို့မခေါ်ဘူးဖျားစွန်းတော်ပဲလို့ခေါ်ကြောင်းပြောလိုက်ပါတယ်ဆူရက်ရှ်ကတော့ဒီရွှေတွေဟာငါတို့လိုဖျားဖူးတွေရဲ့ရင်ထဲကဆန္ဒတွေပဲဖျားသခင်အတွက်ငါကဒါတွေကိုဖျားเจ้ามาပြန်ထားလိုက်မယ်လို့ပြောပြီးဖျားเจ้าဘက်ပြေးသွားတယ်တခုဟာလေသူရဲ့နောက်ကပြေးလိုက်လာပါတယ်တခုဟာဆူရက်ရှ်ကိုမမီတော့တဲ့အခါ အနားမှာရှိတဲ့ကြောင်တုံးတုံးကိုယူပြီးပြစ်လိုက်ပါတယ်။အဲ့ဒီပြစ်ချက်ကြောင့်ပဲဆူရဲရှဲကောင်းကနေသွေးရည်စီချလာပေမဲ့သူဟာမရက်ခဲ့ပါဘူး။ဖျားသခင်ရဲ့တရားတရားကိုဒီလိုခိုးယူတာကိုငါမလက်မခံနိုင်ဘူးလို့ပြောကဆူရဲရှ်ကလည်းကြောင်တုံးတုံးကိုယူပြီးသခိုးကိုပြစ်လိုက်တော့သခိုးဟာမိလေကျသွားပါတယ်။ဒံယာရနေတဲ့ဆူရဲရှ်တရားဟာလည်းအထုပ်ကိုကောက်ယူပြီးဖះချောင်းကိုတန်းသွားပါတော့တယ်။သူဟာရှူရီအလုံးကိုဖះချောင်းထဲမှာပြန်ထားခဲ့ပြီးအပြင်ကနေတော့ခတ်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲဖះရုပ်ထုကနေအတန်တန်ထွက်ပေါ်လာပါတယ်။ Suresh ရက်လိုက်ပါ။မင်းရဲ့ရိုးသားမှုကြောင့်ငါအယမ်းဖြော်ရဲလို့ပြောလိုက်ပါတယ်။မင်းကတရားရနေရတော့ဖះချောင်းရွှေတွေကို ပြန်ထားဖို့လာခဲ့တယ်။ဒီရွှေတွေကဘလို့ပဲဖြစ်ဖြစ်အခိုးခံရတော့မင်းရဲ့ရိုးသားမှုကြောင့်ဒီကနေ့ကစပြီးဒီရွှေတွေဟာမင်းရဲ့ဟာပဲ။ဖះသခင်ကျွန်တော်ကရွှေတွေကိုဘာလို့ရမှာလဲ။မင်းကမင်းရဲ့မိသားစုအတွက်စိတ်ပူနေရလိမ့်။မင်းကဖះသခင်အတွက်ဒီလောက်လုံနိုင်ရင်ဖះသခင်ကလည်း ူ့ရဲ့ဖျားဖူးတဲ့သူတွေအတွက်ဘာလို့ဒီလောက်လေးတော့မလုပ်ပေးနိုင်ရမှာလဲ။မင်းအနေနဲ့ပျော်ပျော်ရွှင်ရွှင်နေပါလို့အတန်နဲ့ပြောလိုက်ပါတယ်။ Suresh ကတော့ဖျားသခင်ခမရဲ့ပုံရိပ်ကိုကျွန်တော်ဖူးတရပြီးစကားပြောခွင့်ရတာထက်ဒါထက်ပိုပြီးကောင်းတာဘာမှမရှိပါဘူး။ကျွန်တော်အနေနဲ့ဒီရွှေတွေကိုမယူနိုင်ပါဘူး။ကျွန်တော်ကကိုယ့်ရဲ့စူးစားအထုတ်မှုအပေါ်ပြေဝယုံကြည်ပါတယ်လို့ပြောပြီးဖျားသခင်ရှိမှပဲခေါင်းငုံပြီးရွှေရမယူပဲထွက်သွားပါတယ် ဒါပေမဲ့လည်းသူဟာယထာတွဲဟောင်းစီပြောင်းရောက်လာတဲ့အခါမှာတော့သူ့ယထာတွဲထဲမှာရွှေတွေအများကြီးပြန့်ကျင်နေရကိုတွေ့လာရပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းခင်ကနေပြီးတော့ဖျားเจ้าကရွှေတွေကဖျားเจ้าမှာပဲရှိနေပါတယ်။ဒီယထာတွဲထဲကရွှေတွေကတော့ငါရဲ့ကောင်းချီတွေပဲ။မင်းကငါရဲ့ကောင်းချီတွေကိုတော့ညှင်းလို့မရဘူးဆူရက်မင်းတာကိုလက်ခံရမယ်လို့အတန်ထက်ထွက်လာပါတယ်။နောက်တနေ့မှာတော့ဆူရက်ရှာအဲ့ဒီရွှေတွေအလုံးကိုအိတ်ထဲထည့်လိုက်ပါတယ်။အဲ့ဒီညာကစပြီး ဆရက်တိုမီတာစုလေးဘဝတစ်ခုလုံးဟာပြောင်းလဲသွားခဲ့ပါတယ်။သူဟာသူ့အိမ်ကိုလည်းပြန်ဆောင်နိုင်ခဲ့ပြီးကိုပိုင်ဆိုင်လေးတဆိုင်ကိုလည်းဖွင့်နိုင်ခဲ့ပါတယ်။ဒါပြင်အိမ်ရဲ့အပြင်ဘက်မှာလည်းဖခင်เจ้าငယ်လေးတစ်လုံးတည်ဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့သားလေးဖာဝင်ကတော့အဖေဖခင်ကကျွန်တော်တို့ကိုဒုက္ခတွေအများကြီးပေးခဲ့တာတော့ဘာလို့ရုတ်တရက်ဒီလိုအံ့ဖွယ်ဖြစ်ရတဲ့ဖြစ်လာတာလဲလို့မေးမြန်းလိုက်ပါတယ်။သူတားရဲ့စကားကိုကြားပြီးရင်ဆူရက်ရှာအဲ့ဒီညကအဖြစ်ပြက်တွေအလုံးကို ူသားနဲ့ဇနီးကိုပျော်ပြလိုက်ပါတယ်အခုတော့သူတို့တွေဟာဖီးယားသခင်ကောင်းချီကြမယ်ဘဝကိုပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်